Alessio prior to the main attack bombed and gutted by planes of the 10th Air Force. လာရှိုမျိုးကိုဂျပန်လက်ထက်ကနေမာမိတ်တပ်တွေကပြန်လည်သိမ်းပိုက်ဖို့မြို့ရဲ့လေယာဉ်ကွင်းကိုပုံကျဲနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။လာရှိုမျိုးဟာစစ်ရေးစီးပွားရေးအရာဆယ်စုနှစ်ပေါင်းများစွာရေးပါခဲ့တယ်ဆိုတာဒုတိယကမ္ဘာစစ်ကြီးကတည်းကပေါ်လွှင်းနေခဲ့တာပါ။ ရုတ်ပြည်ကိုကျူးကျော်နေတဲ့ဂျပန်တပ်တွေတရုတ်ပြည်ကုန်းတွင်းပိုင်းနဲ့ထိထိုးဖောက်ဝင်လာလို့မရအောင်မာမိတ်တပ်တွေကမြန်မာပြည်လားရှို့ကနေပြီးဘာမာရုတ်လို့ခေါ်တဲ့ယူနန်ထိလမ်းကြီးဖောက်ပြီးတော့တရုတ်တပ်တွေကို ထောက်ပံ့ရေးပစ္စည်းတွေပေးပို့ခဲ့တာပါ။ ဂျပန်တပ်တွေမြန်မာပြည်ကိုဝင်ရောက်ကျူးကျော်ချိန်မှာလေအင်္ဂလိပ်ဘရင်ကန်ဟာမြစ်ကြီးနားကနေပြင်အိန္ဒိယကိုမဆုတ်ခွာခင်၎င်းဟာ လာရှိုမြို့မှာအခြေပြုခဲ့ပါတယ်မာမိတ်တွေနဲ့ညှိနှိုင်းပြီးချန်ဂေရှိရဲ့တရုတ်တပ်တွေဟာလာရှိုမြို့ကိုဝင်ရောက်လာပြီးမြန်မာပြည်အလဲပိုင်းမြို့တွေမှာဂျပန်ကိုအင်္ဂလိပ်နဲ့ပေါင်းပြီးခုခံခဲ့ပြီးမအောင်မြင်ခဲ့ပါဘူး China's leader and the United Nations Supreme Commander for Southeast Asia, Generalissimo Chiang Kai-shek and Admiral Lord Louis Mountbatten with Madam Chung meet to discuss အဲ့ဒီချိန်တုန်းကလာရှုမြို့မှာအမေရိကန်နဲ့အင်္ဂလိပ်တပ်အရာရှိကြီးတွေစစ်ဆင်ရေးကိုကုတ်ကဲနေပြီးတရုတ်မျိုးသားရေးခေါင်းဆောင်ချန်ကေရှိတ်နဲ့ဇနီးဖြစ်သူတို့လည်းလာရှုမြို့ကိုလာရောက်ခဲ့ကြပါတယ်။ China's army is now mobilizing for attack. မြန်မာပြည်ရဲ့မြေထလန်းဟာအရှိမျောက်ဘက်ကိုသွားရင် လာရှုမှလမ်းဆုံးနဲ့တွေ့တရုတ်မြန်မာနယ်စပ်ကုန်းသွယ်ရေးမှာလာရှုဟာအင်္ဂလိပ်ခေတ်ကလေးကအရေးပါခဲ့တာပါဒုတိယကမ္ဘာစစ်မှာစစ်မီလီယံတောက်ခဲ့တဲ့လာရှုဟာရန်ကုန်မန္တလေးလာရှုမူဆယ်ယူနန်ကုံသွေးလမ်းကြီးပေါ်မှာတရှိလို့စီပါရီလဲကောင်းခဲ့ပါတယ် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအကြီးမားဆုံးစစ်မှတ်ဖြစ်ပွားမှုတွေဟာလာရှုမှာပြီးကြတဲ့နှစ်ကတကြောပြန်ဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီကိုတော်လှန်တဲ့စစ်စီမှာလာရှုမြို့သိမ်းတိုက်ပွဲဟာအကြီးမားဆုံးတိုက်ပွဲလို့ဆိုရမှာပါဒီတိုက်ပွဲမှာအင်အားထောင်ချီတဲ့ကိုကန်တဲ MNDA နဲ့မာမိတ်တွေပေါင်းပြီး စစ်ကောင်စီရဲ့အရှိမြောက်ပိုင်းစစ်ဆန္ဒချုပ်ကို2024ခုနှစ်ဩဂုတ်လမှာပြင်ပခဲ့ပါတယ် မြန်မာနိုင်ငံရဲ့စုံစမ်းမှုရာဒီတပ်ပွဲမှာကိုကန်တပ်သားတွေရာဝတ်များစွာကြာဆုံးခဲ့တယ်လို့မာမိတ်တပ်သူဖြစ်တဲ့တအန် TNN လေး NUG PDF BPN လေးနဲ့ PN လေးတပ်တွေအပြင် KNY တပ်ဖွဲ့ဝင်တွေလည်းကြာဆုံးခဲ့ပါတယ် တရုတ်မြန်မာနယ်စပ်တန်လွင်မြစ်အရှိဘက်ကတောတောင်တွေမှာနှစ်ပေါင်း300နီးပါးအခြေပြု နေထိုင်လာခဲ့တဲ့တရုတ်ဟန်မျိုးနွယ်ပူကန့်တိုင်းရင်းသားတွေမှာဆိုယိုစကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့တန်လွင်မြစ်ကိုကူးပြီးအနောက်ဘက်ချမ်းကိုမသွားဖို့ပါပဲ။အနောက်ဘက်ချမ်းကိုသွားရင်ဂျင်းဖော်မြင်းစီသမားတွေနဲ့တိုးပြီးကံမကောင်းရင်အသက်ဆုံးရှုံးရလိမ့်မယ်။ဒါကြောင့်မို့တန်လွင်မြစ်အရှိဘက်မှာသာနေကြပါလို့ပူကန့်မိသားစုတွေအစင်လာမှာကြားရလေရှိခဲ့ပါတယ်။ တရုတ်နဲ့မြန်မာအနာပိုင်းတွေကိုဒီပိုင်းနဲ့တစ်ဆာခံတယ်လို့ရှမ်းမြောင်ရဲ့အင်အားကြီးမားတဲ့တိန်နီဆိုဝါကိုလည်းဩဇာခံပြီးရှင်သန်ခဲ့တဲ့ကိုကန့်တွေဟာပြီးခဲ့တဲ့နှစ်မှာတော့တန်လူမြက်နောက်ပတ်ချန်ကတိန်နီမြို့ကိုတိမ့်ပိုက်ခဲ့ရုံသာမကလာရှိုမြို့ကြီးကိုပါသိမ်းယူခဲ့ပါတယ်။လာရှိုမြို့ကိုမသိခင်မှာ MNDAA ကိုကန့်တက်တွေဟာအစင်လာကိုကန့်ကိုပိုင်အုတ်ချုပ်ခွင့်ရနေတဲ့ကလောက်ကန်ချင်းရွှေဟော်မြို့တွေကိုမြန်မာစစ်ကောင်စီလက်ထက်ကနေသိမ်းယူနိုင်ခဲ့ပါတယ်။ လာရှုမျိုးကိုကိုကန့်တွေပါကြောင်သိမ်းယူခဲ့ရတယ်ဆိုတာ ਨੇ ပတ်သက်ပြီးလိလာသူတွေကအမျိုးမျိုးတုံးတက်ကြစေဖြစ်ပါတယ်ကိုကန့်ကိုပိုင်အုတ်ချုပ်ခွင့်ရနေကိုကိုကန့်တက်ကပြန်သိမ်းပြီးတဲ့နောက်စစ်ကောင်စီကဇက်တိုက်လေချောင်းကနေဘုံချေတက်ခိုက်မှုတွေရှိခဲ့ပါတယ်ဒါကြောင့်လာရှုကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုကိုကန့်ကဝင်သိမ်းမှု အကြောင်းဖန်လာတယ်လို့လည်းတုံးတက်ကြတယ်လို့ကိုလိုချင်တဲ့နေမြေတိုင်းတာထက်ပိုသိမ်းမှဆွေးနွေးပွဲတွေမှာအသာစီးရဖို့ဝင်သိမ်းတယ်လို့လည်းဆိုကြပါတယ် ဒါပြင်တိုင်းသားလဲနဲ့ကင်တွေထဲမှာတရုတ်မြန်မာကုန်သွယ်ရေးအကျိုးမြတ်တွေကိုနားလည်မှုအရှိဆုံးလို့ယူဆရတဲ့ကိုကန့်တက်အနေနဲ့လာရှုမျိုးဟာ စီပိုင်းအရာအလွန်ကိုအကျိုးဖြစ်ထွန်းမှာကိုတွက်ပြီးသိမ်းလိုက်တယ်လို့လဲဆိုကြပါတယ်ဘလို့ပဲဖြစ်ဖြစ်တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုကန့်တက်တွေလာရှုမျိုးကနေစုခွာဖို့ပြင်ဆင်နေကြပါပြီဒီလိုစုခွာတယ်ဆိုပေမဲ့လာရှုမျိုးရဲ့ပက်ပက်လယ်မှာတန်မျိုးသားလွတ်မြောက်ရေးတက်တွေတင်ထားတဲ့တီဘောကြောင်မဲမျိုးတွေရှိသလို့ လာရှုံမြို့မြောက်ဘက်ကတိန်နီမြို့ကိုလည်းကိုကန်ကဆက်လက်အုပ်ချုပ်မှာဖြစ်တဲ့အတွက်ကြောင့် လာရှုံမြို့ရဲ့စစ်ရေးအခြေအနေဟာအချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ဒါပြင်ကိုကန်တပ်တွေဟာလာရှုံမြို့ရဲ့လူဦးရေ၃သိန်းရှိတဲ့နယ်တဝက်ကျော်ကျော်နေထိုင်တဲ့လာရှုံရဲ့ကြေးရွာအုပ်စုတွေကိုဆက်လက်တက်ဆွဲထားမယ်လို့လည်းသိရပါတယ်။တရုတ်အနေနဲ့ကတော့တန်အန်တပ်တွေကိုလည်းဆက်လက်ဖိအားပေးပြီးတရုတ်မြန်မာကုန်သွယ်ရေးလမ်းကိုပြန်ဖွင့်နိုင်အောင်ထိကြိုးပမ်းမယ်လို့လည်းသိရပါတယ်။ ရှေ့လာမှာပဲတန်းနဲ့စစ်ကောင်စီတို့နောက်တစ်ချိန်တွေ့ကြမယ်လို့လည်းသိရပါတယ်ရှေ့လာမဲလာတွေကတော့လာရှုံမျိုးနဲ့မြို့သူမြို့သားတွေရဲ့ကံကြမ္မာဟာမှန်းဆမရနိုင်တဲ့စစ်ရေးစစ်ငွေတွေဆက်လက်ဖုံးလွှမ်းနေနိုင်တဲ့အကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ